ဘာရဏပိစီယဘတ်တော်ဖတ်တော်ပိစီယဝေဒနာဝေဒနာပိစီယဒနာဒနာပိစီယဝဒနာဒဝရဏပိစီယဘောဘောပိစီယသာတိသာရိပိစီယသရမရဏတောကပရိဒေဝဒုက္ခရောမရသူဘာသာတံဘုဒ္ဓိဒီဝမေတ္တံကိဝရတ္တဒုက္ခခန္ဓာသံသမုဒိယောဟောတု ဝိဇယတိတိဝအတိသာဝိရကတိရောတာသင်္ခါရဏိရောတောသင်္ခါရဏိရောတာဝိညာဏတိရောတောဝိညာဏတိရောတာနာမရူပတိရောတောနာမရူပတိရောတာသလယရဏတိရောတောသလယတဏိရောတာပတ္တဏိရောတောပတ္တဏိရောတာဝေရဏတိရောတော ဝေဒနာနိရောဓတဏှာနိရောဓတဏှာနိရောဓဥပါဒနာနိရောဓဝေဒနာနိရောဓဘဝနိရောဓဘဝနိရောဓဇာတိနိရောဓဇာတိနိရောဓသရမရဏတောကပိဘဝဒုက္ခဓမ္မရသုမာသနိရောဇံတိယောမိတ္တာကိဝရတ္တဒုက္ခကန္နသာနိရောဓဟောတိ ေဂရီကျမ်းဉာဏ်မှာချမ်းသာတဲ့ပေါင်းယူမြော်လာဖျာပြန်များတနည်းတရားတို့တဲ့ကြီးပေါ်နေရပါစေ။မြတ်စွာဘုရားဤတကူတည်သောအာလူဘောဓကံတော်တရားတော်တို့တကူတည်သောအာလူဘောဓကံတော်တန်ဃာတော်တို့တကူတည်သောအာလူဘောဓကံတော်ပုရောဟိတ်အာမေဣဇဒတန္တဗိဒတန္တ၌ ရားဥစ္စာကြောက်ရတာဖြစ်တော့ဘိဗတ်အစရံတော်စေကုညတ်တို့ကြီးဘုဒ္ဓမြတ်ဝိမာပင်ကင်းစင်ပြောက်ကြလို့ဖြစ်၍ကောင်းမြတ်သောရင်းပြတဲ့မြတ်စီရင်ဥစ္စာရဏမြတ်တဏိတရားတိုးတက်ကြီးပါပြည် သာသနာတော်မြတ်ကြီးကိုဖြစ်စေရလောကဓမ္မလောကရဲ့ခြင်းမြောက်နိုင်တော့ပါနဲ့သာသနာပြုနိုင်သောပုဂ္ဂိုလ်သည်ပုဂ္ဂိုလ်များများဖြစ်ကြ၍ယနေ့ယခုသူနာရသောကုသိုလ်ကံမှုတွေချောက်ပါတာဆရာကတည်းကညရာမှာမနေပါဘူးလင်းမြတ်စွာမြတ်မောကုနိုင်သောကုသိုလ်ရှင်များဖြစ်နိုင်ကြပါစေ။